မင်္ဂလာပါရှင်ကျွန်မဒီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့စကိုင်းတိုင်းအထက်ပိုင်းချင်းရင်းမြစ်ညာဘက်ဒေသတွေမှာမိုးများရာကနေမိုးလုံးများနိုင်ကြောင်းသတိပေးဖော်ပြပေးပါမယ်။မလူတာသူတေတီအွန်လိုင်းကတော့မေလ28ရက်နေ့ညနေ9:30မိနစ်30ချိန်မှာကိုလိုထော်ပြန်ခဲ့ပါတယ်။မေလ28ရက်ကနေ31ရက်အထိနဲ့ဂျွန်လ3ရက်အတွင်းမှာတော့ချင်းရင်းမြစ်ညာပိုင်းဒေသတွေဖြစ်တဲ့နာဂကိုပိုင်အချုပ်ခွင့်ရဒေသတွေကထံပါကွေ လေရှိနယ်လဟေဒေသတွေအပါအဝင် Sky တိုင်းအထက်ပိုင်းကဖောင်းပြင်းရွှေပြည်ဟိုမလင်းထမန်တီခန်းနေရှင်ပွေရန်စတဲ့ဒေသတွေမှာမိုးများရာကနေမိုးအလုံးများနိုင်တဲ့ကြောင့်58နာရီအတွင်းမှာမိုးရေချိန်ဟာ325မီလီမီတာနဲ့အထက်7.8ဒသမ8လက်မခန့်အထိရွာသွန်းနိုင်တဲ့ကြောင့် ECNWF နဲ့ Meteo Blue ကြိုတင်ခံမှန်းချက်တွေမှာတွေ့ရတော့ချင်းနှင်းမြေရုတ်တရက်မြင့်လာနိုင်ကြောင်းအသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်ဟာ24နာရီအတွင်းမုန်တိုင်းငယ်ဖြင့်ရောက်ရှိနိုင်တဲ့ကြောင်းဖော်ပြပေးပါမယ်။ဒင်္ဂလာပင်လယ်အော်နောက်မြောက်ပိုင်းမှာဖြစ်ပေါ်တဲ့အာကောင်းသောလေပြင်းအားနဲ့ရောင်ကတော့24နာရီအတွင်းမှာမုန်တိုင်းငယ်ဖြင့်ရောက်ရှိနိုင်ကြောင်းမြို့တော်နယ်စလာဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။လက်ရှိအာကောင်းတဲ့လေပြင်းအားနဲ့ရောင်ကတော့မြောက်ဘက်ကိုဖြင်းညင်းစွာရွေ့ရှာလျက်ရှိပြီးတော့အဲ့ဒီအချိန်ကျောက်ပဲကရားပင်နယ်နဲ့ရှမ်းပင်နယ်မြောက်ပိုင်းတွေမှာနေရာစိစိနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်အနှံ့အပြားမှာ မိုးထချုံရွာသွန်းနိုင်တဲ့ကြောင့်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရီတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းမိုးစလာကထော်ပြပါမှာ။အကောက်နဲ့လေပြင်းအားနဲ့ရောင်းဝပဟုချက်အနီးလေးတိုင်းတို့ကတနအိမ်ကို34မိုင်လုံးရှိရတယ်လို့မလို့တာလီလာစောင့်ကြည့်သူဟိုနိုင်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ် အစမအကောင်သောလီဘီအာနေရှင်ကတော့မုံတိုင်းဖြစ်ကိုပြောင်းလဲပြီးမြန်မာနိုင်ငံကိုဝင်ရောက်နိုင်ခြင်းမရှိတဲ့အကြောင်းဒါပေမဲ့သူ့ရဲ့အရှင်ကြောင့်ဂျွန်လ၂ရက်တည်မြန်မာနိုင်ငံဒေသအနှံပြမှာမိုးဆက်လက်ရှိနိုင်တယ်လို့ဦးနိုင်ကဆိုပါတယ်။ရခိုင်မှာမိုးကောင်းတာမနေ့ကနေဒီနေ့တောက်လျှောက်ကိုမိုးရေရတယ်။တနေ့ကိုရွာနေတော့ဘာမှလုပ်လို့မရဘူးစစ်ဆောင်လေးဆိုရင်အမိုးကမလုံတော့တော်တော်ကိုအခက်အခဲဖြစ်ပါတယ်လို့ရခိုင်ပြည်နယ်မြောက်ဦးမှာနေထိုင်တဲ့အသက်၄၀ရွယ်မျိုးသားကဆိုပါတယ်။ဒါပြင်အကောင်သောလီဘီအာနေရှင်မုံတိုင်းအဖြစ်ပြောင်းလဲရင်တော့ မေ29ရက်မှာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ပြီးကုန်းနှင်းကိုရောက်ရှိရင်တော့ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို့ရောက်ရှိမဲ့အခြေအနေတွေရှိတဲ့ကြောင့်နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ထုတ်ပြန်ချက်ရသိရပါတယ်။မုန်တိုင်းရှိတယ်ဆိုပြီးတော့လည်းသတင်းတွေကြားတယ်။မနေ့ကဆိုရင်ရန်ကုန်မှာတနေကုန်ဒီပါမိုးရွာလိုက်တယ်။ဒီနေ့လည်းမိုးရွာတယ်။တခုပဲဆိုရင်ဒါကမုန်တိုင်းကမြန်မာပြည်ကိုဝင်မှာကိုပဲ။ငလင်ကလှုပ်ထားမုန်တိုင်းကလည်းပြည်ဝင်ကိုဝင်ဆိုရင်တော့တဘာဝပေးတင်ထားတဲ့သူတွေပိုပြီးဒုက္ခများမှာလို့ရန်ကုန်တိုင်းလှိုင်မြို့နယ်မှာနေထိုင်တဲ့အသက်60ရဲ့အမျိုးသမီးကဆိုပါတယ်။ ဆက်လက်ပြီးအားကောင်းတဲ့ DPR နဲ့ရုံဝန်ကြောင့်မြို့ဝကျွန်းမှာရခိုင်ကန်ရန်နဲ့ကန်းတော်ပင်လယ်ပြင်တွေမှာတော့မူတက်လေပြင်းနဲ့ကြာရောက်ပြီးတော့ လှိုင်းကြီးဟာမူတက်လေပြင်ကြာရောက်စင်မှာရေပြင်မြေပြင်လေပြင်ဟာတနအီကိုမိုင်50ကနေ55မိုင်ထိတိုက်ခတ်နိုင်ကြောင်းလည်းသိရပါဗျ။သူ့ရဲ့အရှိန်ကြောင့်ပဲမြမကင်မရာတက်ရှောင်းနဲ့ကန်လွန်ပင်လေပြင်ဒီမှာလှိုင်းမြင်73ပေကနေ19ပေ55ပေကန်ထိရှိတယ်နဲ့ကြောင့်မိုးစရာကလည်းထုတ်ပြန်ပါတယ်။ဘင်္ဂလားပင်လယ်ော်မှာအကောင်းတဲ့လေပြင်အားနဲ့ရောင်ဖြစ်ပေါ်နေတဲ့အပြင်မိုးတုံလေအားလုံးကောင်းနေတာကြောင့်မြမနိုင်ငံဒေသအနှံ့မိုးများနိုင်တာဖြစ်ပြီးမိုးများတာနဲ့အတူရေရုတ်တရက်ရေကြီးရေရှမ်းတာမြေပြူတာတွေကိုသတိပြုဖို့မိုးလစလပညာရှင်တွေကအသိပေးပါတယ်။ဘင်္ဂလားပင်လယ်ော်မှာအေပေမီအောက် တိုဘာနဲ့နှောပါလာတွေမှာတော့မုန်တိုင်းဖြစ်ပေါ်မှုများပြပြီးဒီကာလမှာတော့ဖြစ်ပေါ်တဲ့မုန်တိုင်းတွေဟာအပြည့်အစုံအကြီးကျယ်နဲ့သိရပါရရှင်။ ဆက်လက်ပြီးတော့မိုးလွန်ကြီးနိုင်တဲ့အထူးသတင်းပေးချက်၅ကားငယ်ကားကြီး2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00ခွဲချိန်နောက်ဆုံးရရှိတဲ့ချက်လက်တွေကဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လျက်ရှိတဲ့မုန်တိုင်းငယ်အရှင်ကြောင့်၎င်းအနောက်တောင်မိုးတုံလေးဟာအားလွန်ကောင်းလာတာကြောင့်၎င်းဒီနေ့ကစာလို9ရက်6လ2025အတွင်းမှာတော့နေပြီးတော့စကိုင်းတိုင်းဒေသကြီး၊မြန်မာတိုင်းဒေသကြီး၊ဘူတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အီရတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊က ရားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာနှံ့ပြမိုးသင့်တဲ့ရွာပြီးတော့နေရာကွက်ပြီးမိုးသင့်ထန်တာဒေသလိုက်မှုကြည့်တာနဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီးတော့မိုးသက်လေပြင်းကြားရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအိုင်ကို55မိုင်ကနေမိုင်90အထိတိုက်ခတ်နိုင်ပါတယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ဒီနေ့ကစလို့9ရက်6လ2025အတွင်းမှာတော့မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာနဲ့လေပြင်းတိုက်ခတ်တာတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံတွေတစ်ပင်တစ်ကိုင်းတွေ fiber line နဲ့လျှက်စစ်တာအား line တွေပြိုကျရန်နေတာစတဲ့သဘာဝဘေးရနေတွေဖြစ်ပေါ်နိုင်တဲ့ ဲ့အတွက်ကိုမြင့်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးချိုးပြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကိုလည်းကောင်းမြမကံရတက်ချောင်းမြင့်ငယ်ချောင်းငယ်နေမြင်းနေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန္တရာယ်နဲ့လျှက်ရပြေရေကြီးရေရှာမှုတွေကိုလည်းကောင်းကြိုတင်သတိပြုဖို့နဲ့စိုက်ပျိုးမွေးမြူရေးတောင်းသူတွေအပါအဝင်ပြည်ရွေးလေချောင်းပြန်သားရေးပြည်ရင်းရေချောင်းသွာလာရေးမကံရတက်ချောင်းနဲ့ကန်းတော်ပင်လေပြင်းမှာရှိတဲ့ကန်းနေကန်းဝေငါးဖန်းရေးရင်နေဆက်လေတွေတင်မောတွေအနေနဲ့လည်းအထူးသတိပြုနေထိုင်ကြဖို့အထူးသတိပေးထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့အထူးမြို့လူသားတင်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ4:00နာရီခွဲချိန်တိုက်ထွားချက်တွေရဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရုံရရှင်ကြောင့်လည်းကောင်းမုတ်တုံလီအားလုံးကောင်းနေတာကြောင့်လည်းကောင်းဒီနေ့ညနေကလည်း2ရက်6လ2025အတွင်းမှာတော့နေပြီးတော့ရောင်တိုင်းဒေသကြီးမရီတိုင်းဒေသကြီးဘူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရတိုင်းဒေသကြီးသရိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယား ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့ပြားမုတ်ထက်ကြုံရွာတော့ပြီးတော့တချို့ဒေသတွေမှာနေရာဖွက်ပြီးမူကြည့်ပါမယ်။မြို့ဝကျွန်းမရခိုင်ကံရတရှောင်းနဲ့ကံတော်ပင်လယ်ပြင်မှာတော့မကြာခဏမုတ်သက်လေပင်တွေကြာရောက်ပြီးလှိုင်းလုံးကြည့်ပါမယ်။မုတ်သက်လေပင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအိုကိုမိုင်40ကနေ45မိုင်ထိတိုက်ခတ်ပါမယ်။လှိုင်းမြေဟာမြို့ဝကျွန်းမရခိုင်ကံရတရှောင်းနဲ့ကံတော်ပင်လယ်ပြင်မှာတခါတည်ရန်မုတ်သက်လေပင်တွေကြာရောက်ပြီးလှိုင်းကြီးရာကနေလှိုင်းလုံးကြည့်ပါမယ်။ မိုးတက်လေပြင်ကြောက်ရောက်စင်မှာတော့ရေပြင်ပြေပြင်လေပြင်ဟာတနအီကို35မိုင်ကနေမိုင်40တိုက်ခတ်ပါမယ်။လိုင်းမီဟာမိုးတမောက်ကွေမွန်တရင်းနိုင်ကရက်တရှောင်းနဲ့ကန်းတော်ပင်လေပြင်မှာ9ပေကနေ13ပေကရှိပါမယ်။ဒါကြောင့်မိုးတဲတန်စွာရသောနာနဲ့အတူတူလေပြင်နဲ့တိုက်ခတ်တာမိုးထေကြုံတာမိုးချိုးပြစ်တာလျှက်စီးလက်တာမိုးသေးကြွေတာမိုးထေကြုံတာမိုးချိုးပြစ်တာ နေရာပြည့်ရည်ကြည်တာတဲ့မြေပြိုတာစတဲ့သဘောဝဘေးရနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနီးမှာရှိတဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင့်ငယ်ချောင်းငယ်နေမှာရှိတဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့ရည်ကြီးရရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်ရေချောင်းသွားလာရေးလေချောင်းပြတ်တမ်းရေးနဲ့မြမကန်ရုံနဲ့တခြားနယ်ကမ်းလွန်ပြင်မှာကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကဲဝေငါးပန်းရေးနဲ့ဆက်နေတဲ့အနေနဲ့လည်းကြိုတင်သတိပြုဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ် ဆက်လက်ပြီးတော့အားကောင်းသောလိပီအားနဲ့ရောင်းချင်းတွေကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မီလာ28ရက်နေ့မြန်မာစံတော်ချိန်ညနေ6:00ခန်းချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ4:00နာရီခွဲချိန်တိုင်းထွားချက်တွေရဗင်လားပင်လယ်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအရိတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောလိပီအားနဲ့ရောင်းကတော့ဆက်လက်တည်ရှိပါရယ်။အဆိုပါအားကောင်းသောလိပီအားနဲ့ရောင်းကတော့မြောက်ဘက်ကိုဖြင်းညင်းစွာရွေးရှားနိုင်ပြီးတော့ပုံမှန်အားကောင်းလာနိုင်ကနောက်24နာရီအတွက်မှာတော့မုန်တိုင်းငယ် depression ဖြစ်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါရယ်ရှင်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်မီလာ28ရက်နေ့ ီနေ့မြမဆန်တော်ကျင်မိုးလဲ2နာရီ28မိနစ်73စက္ကန့်အချိန်မှာတော့ကျိုင်းတုံမြင်းလေးစက္ကန့်ကနေအနောက်တောင်ဘက်86မိုင်ကဝေးသွားတဲ့မြန်မာနိုင်ငံပြည်တွင်မိုင်းပတ်မြို့ရဲ့မြောက်အရှေ့မြောက်ဘက်22မိုင်ကဝေးမြောက်လက်တီကျုံ20.6တဲဒီဂရီအရှေ့တောင်တီကျုံ98.6တဲဂရီအနက်30ကီလိုမီတာကိုပုံပြပြီးတော့အင်အားရတာစကီ3.8ဆင်းရှိတဲ့အင်အားနှင်းငယ်ရှိတဲ့မြို့နယ်တစ်ခုလှုံ့ရှားသွားကြောင်းတိုက်ထွာရရှိတယ်လို့မြို့လူသားနဲ့စလားဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းမေလ29ရက်အတွက်မြို့တော်ခမ်းမချက်ကိုဖော်ပြပေးပါမယ်။ပင်လပင်တော်ချင်းတွေကတော့ကပ်လီပင်လယ်ပြင်နဲ့ပင်လပင်လယ်အောက်မှာတင်းတင်းတင်းကနေတည်တူတက်နိုင်ပြီးတော့မုတ်တုံလေးအားကောင်းရကနေအားလုံးကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်ကိုအနောက်လယ်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ကိုမြောက်ပိုင်းမှာဖြစ်ပေါ်တဲ့နေပြည်တော်နဲ့ရှမ်းကတော့ပုံမအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိပါမယ်။ ပင်လယ်ပြင်ခြေနေကတော့မုန်နိုင်ရဲ့အရှင်ကြောင့်တရင်တိုင်းကြောင့်ရခိုင်ကံရမုန်မခွေနဲ့မြို့ဝချုံပေါ်ဒေသတွေမှာတခါတရံမိုးသက်လေပြင်းနဲ့ကြာရောက်ပြီးအနောက်အနောက်တောင်ဘက်ကတနအီကိုမိုင်30ကနေ35မိုင်တိတိုက်ခတ်ပါမယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြည့်ပါမယ်။ မိုးချင်တွေကတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်မှာတော့နေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့နေပြီးတော့အေရရတိုင်းပဲခူးတိုင်းတရင်တိုင်းတိုင်းရှမ်းပြည်နယ်ရှေးပိုင်းနဲ့တောင်ပိုင်းခရနီပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာနေရာဆိတ်ဆိတ်မိုးထစ်ကြုံရွာသွန်းပါမယ်။နေ့ပူချိန်တွေကတော့မြန်မာနိုင်ငံတွင်းလုံးမှာပုံမှန်အပူချိန်အောင်ကြာဆင်းပါမယ်ရှင်။ ဆက်လက်ပြီးတော့မူလဝတ္ထအခြေအနေသတိပေးချက်ကိုဖော်ပြပေးပါမယ်။နိုင်ငံတကာမူလဝတ္ထဌာနတွေရဲ့ခန့်မှန်းထားချက်အရရမန်နေ့ကဘင်္ဂလားပိုင်လောအနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရောင်းကတော့ပုံမအကောင်းလာပြီး၂၄ရက်အတွင်းမှာအနောက်ဘက်ကိုဆက်လက်ရွေ့ရှာကဘင်္ဂလားပိုင်လောမြောက်ပိုင်းမှာမုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိနိုင်ပါတယ်။ပုံမအကောင်းသောလေဖိအားနဲ့ရောင်းကြောင့်ဘင်္ဂလားပိုင်လောနဲ့ကပ်လီပင်လယ်ပြင်မှာမိုးတုံ အားအလွန်ကောင်းပြီးတော့ဒေတိုင်းနှုန်းကတနိုင်ကို35မိုင်ကနေမိုင်40အထိတိုက်ခတ်ပါမယ်။ပုံမအောင်ကောင်းသောလေပြင်းအားနဲ့ရောင်ရဲ့အရှင်ကြောင့်လာမယ့်24နှစ်အတွင်းမှာတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းမကွေးတိုင်းရခိုင်ပြည်နယ်အရာတွေတိုင်းနဲ့ရောင်တိုင်းမှာမိုးသက်လေပြင်းနဲ့ကြာရောက်တာနေရာကွက်ပြီးမွေးကြီးတာနဲ့ရေကြီးတာတွေဖြစ်ပေါ်ပါမယ်။ ရခိုင်ကမ်းရက်နဲ့မြဝချုံပေါ်ဒေသမှာလေရင်တိုက်ခတ်တာလှမ်းကြည့်တာနဲ့ဒီရင်မြင့်တက်တာတွေလည်းဖြစ်ပေါ်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့မြမပင်နယ်ပြည်မှာမုတ်တုံလေအားလုံးကောင်းတာကြောင့်မုတ်တက်လေပြင်းတိုက်ခတ်တာနဲ့လှမ်းကြည့်တာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကန်နီကန်ဝင်းရေတို့သားတွေငါးဖက်တက်တာကိုခက်တာရနာတင်ပါတယ်။မိုးကြီးတာနဲ့ဆက်ဆက်ဖြစ်ပေါ်တတ်တဲ့မြေကြီးတာရေရုပ်ချင်းရေလွှမ်းမှုတာမိုးချိုးပြစ်တာမြေပြိုတာတစ်ပင်တွေပြိုလဲတာ တဲ့ကိုင်းနေတအားတိုင်ကျူလာတဲ့စားတဲ့အန်နေတွေကိုသေးပြူနေထိုင်ဖို့အသေးပေးလာခဲ့တာဖြစ်ပါတယ်။လေပြင်းအားနဲ့ရံဝန်းရဲ့ဖြစ်ပေါ်တိုးတက်မှုအခြေအနေကိုလည်းဆက်လက်စောင့်ကြည့်ဖို့လိုအပ်တယ်လို့လည်းသိရပါပါရှင်။